ရှာရီယာဆိုရင်တော့ကျမတို့တက်ရှိအများစုမှာပါဝင်ကြတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုပါအာယုံကန်ဆဲလ်စ်အများပြားပါပါရှိနေတဲ့အတွက်အစာသောက်စားသုံးတဲ့နေရာမှာအရသာတွေကိုသိရှိစေနိုင်ပါတယ်။တမန်လူတွေရဲ့ရှာဟာ3.3လမ်းမှ8.5စင်တီမီတာရှိကြတာပါ။ဒါပေမဲ့တရိတ်ဆန်တချို့မှာဆိုရင်တော့ကျမတို့လူသားတွေထံပို့ရှိတဲ့ရှာရီရှိကြပါတယ်။ဒီကနေ့ထောက်မြင်မှာကနေတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရှေ့လျားတဲ့ရှာရီရှိကြတဲ့တရိတ်ဆန်တွေကိုဖော်ပြတင်ဆက်ပေးသွားမှာပါ။ Subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။ကျေးဇူးများ ျမတို့ဒါဆိုရင်တော့စလိုက်ပါတော့မယ်ကျမတို့ခိုင်ပါရှင်ကိုမိုဒို dragon ကိုမိုဒိုနဂါရီယာဆိုရင်တော့တကယ်နဂါရီတော့မဟုတ်ကြပါဘူးရှင်ဖွံ့မျိုးနွယ်ဖြစ်နေပြီးတော့ခြေလေးကြောင်းပါဝင်တဲ့သွေးဧတတော်ပါအင်ဒိုနီးရှားနိုင်ငံကိုမိုဒို ringa florex gili modan နဲ့ ပါရာဇွန်တို့မှနေထိုင်ကျဆားကြပါတယ်အစိတ်ရှိတဲ့ဖော့ကောင်ကြီးမျိုးဖြစ်နေပြီးသူတို့ရဲ့ရှာရီကိုအတုံးပြုပြီးတော့အမဲလိုက်ကြတာပါဒီရှာရီယာဆွေတော့ငားမိုင်အဝေးအပုံနှံ့တွေကိုအာယုံခံနိုင်ကြပါတယ်အရွယ်ရောက်ပြီးသားကိုမိုဒိုနဂါရဲ့ခန္ဓာကိုအရွယ်စားဟာရှစ်ပေခန့်ရှိပြီးတော့ပေါင်150ခန့်လေးကြတာပါ အစုံစားတတဝါဖြစ်နေပြီးတော့ဇတုသားလည်းစားတောက်ကြပါရယ်ခြုံထက်တဲ့သွားပေါင်း60ချောင်းရှိကြပြီးတော့ကျိုးသွားခဲ့မယ်ဆိုရင်လည်းပြန်ပေါက်နိုင်စွမ်းရှိကြပါရယ်ကိုမိုဒိုနဂါရီရဲ့အစိတ်ဟာဆိုရင်တော့သူတို့ရဲ့တရေတွေပဲဖြစ်ပါရယ်သူတို့ရဲ့ဒရီဟာဘက်တီးရီးယားပိုးမွှားအမျိုးအစားပေါင်း90ကျော်ပါရှိတဲ့အတွက်တရုတ်ကိုအစိတ်ပြန်တာပါ ကိုမိုဒိုနဂါရဲ့အစိတ်မိထားတဲ့ကျွဲတကောင်ဟာ82နှစ်အရွယ်တွင်မှတည်ဆုံနိုင်ပါရယ်ဒါပေမဲ့82နှစ်အရွယ်ထိမဆောင်မဲနဲ့ကိုမိုဒိုနဂါရီယာသူတို့ရဲ့တားကောင်ကိုမင်းနဲ့ပိုင်အတွင်းမှသာစားတောက်ပြကြတာပါတကောင်နဲ့ ထိုင်ကြပါမယ်လို့အမဲလိုက်ချိန်တချို့နဲ့မိလိုက်ရာတိတ်မှသာ မိလိုက်ရာသီတွေမှာဒါအုပ်စုဖွဲ့ပြီးတော့နေထိုင်ကြပါတယ်။ဒါအပြင်ကိုမိုဒိုနဂါရီဟာသူတို့ရဲ့ပိုင်နက်အနေမြေတွေမှာဒါနေထိုင်ကြပေမယ့်အမဲလိုက်ချိန်မှာဆိုရင်တော့တခြားကိုမိုဒိုနဂါရဲ့ပိုင်နက်ကိုလွတ်လွတ်လပ်လပ်ဖျက်ဆီးနိုင်ကြပါတယ်။အမဲလိုက်ချိန်မှာစီစီလုံးလုံးရှိကြတဲ့တတဝကြီးဆိုရင်လည်းမမှားပါဘူးရှင်။အကောင်ကြီးတွေဟာသူတို့ထက်အရွယ်စားနဲ့ခွန်အားသေးတဲ့တခြားကိုမိုဒိုနဂါတွေကိုတက်ဖြတ်စားတောက်တက်ကြတာပါဇတုတာစားတောက်ကြရတဲ့အတွက်တနေ့ကိုကိုမိုဒိုအကောင်150ခန်းသိကြပါရီကိုမိုဒိုနဂါတွေရဲ့ထူးခြားတဲ့ချက်ကတော့အထီးမ ပါပဲနဲ့မျိုးပွားနိုင်တဲ့အခြားပါပဲဥရေကိုရှင်းလာခံဝစ်ကြရပြီးတော့အကောင်ပေါက်လေးတွေဟာ AP လားလောက်မှာပေါက်ပွားကြတာပါကိုမိုဒိုနဂါးတွေရဲ့တက်တန်းကတော့250ကြာကြာမြင့်ကြပါတယ်လက်ရှိမှာဆိုရင်တော့ကိုမိုဒိုနဂါးတွေဟာအကောင်ရေ3000ကနေ9000တွေသာကျန်ရှိရဲ့အတွက်ထိမ့်သိမ်းဆောင်ရှောက်မှုတွေကိုလှုပ်ဆောင်နေရပါတယ်ရှင်ငါဘရော ဝိရေဆောင်ငါဖြစ်တဲ့ငှက်ပုံးတွေဟာဆိုရင်တော့အမေရိကန်တိုင်းမှာနေထိုင်ကြပါတယ်ငှက်ပုံးတွေမှာဆိုရင်တော့အမျိုးအစားပေါင်း360ခန်းရှိကြပြီးအသေးဆုံးအမျိုးအစားကတော့ဘဒူးငှက်ဖြစ်ကနှစ်လက်မှသာရှိကြတာပါပုံမှန်ငှက်ပုံးတွေကတော့သုံးလက်မှကနေငါးလက်မှတွင်ရှိကြပါတယ်အသေးဆုံးငှက်ပုံးအမျိုးအစားဟာဆိုရင်တော့ငှက်ပုံးကြီးဖြစ်နေပြီးကိုးလက်မှအရွယ်အစားရှိတာပါ ငါပရုံးတွေရာဆွေးတော့ပန်းဝိရီတွေကိုအဓိကစားတော့ကြပြီးအင်းဆန်းနဲ့ပင့်ကူတွေကိုလည်းစားတော့ကြပါရယ်ငါပရုံးတွေရာတို့ရဲ့ရှေးလျားလာတဲ့ရှားတွေကိုအသုံးပြုပြီးတော့ဝိရီတွေကိုဆုပ်ယူစားတော့ကြတာပါအရွယ်စားသေးကြပေမဲ့တို့ရဲ့ရှားကတော့တလမကွဲခန့်အရှိရှိကြပါရယ်ရှင်ဂီလာဖော့ ဂီလာဖွဲ့တွင်ရာဆိုရင်တော့အမေရိကန်ဌာနေဖွံ့ဖြိုးဖြစ်နေပြီးတော့အစိတ်ရှိကြတာပါသူတို့ရဲ့ခန္ဓာကိုယ်ဟာ22လမှခန္ဓာအရှိရှိကြပေမယ့်အမေရိကန်မှာရှိတဲ့ဖွံ့ဖြိုးတွေထဲမှာတော့အကြီးဆုံးပဲဖြစ်ပါတယ်ရှားအနေနဲ့ရနှစ်လမှသာရှိတဲ့အတွက်ရှားရမ်းရှိတဲ့အကောင်တော့မဟုတ်ပါဘူးနော်သူတို့ရဲ့ရှားရီဟာကိုမိုဒိုနဂါးရီရဲ့ရှားရီလိုပဲစွမ်းဆောင်နိုင်ကြပါတယ်အမဲလိုက်တဲ့တတဝါမျိုးဖြစ်နေပြီးဖွံ့နဲ့မွေမျိုးနွယ်ဝင်နေပြီးတခြားအကောင်လေးတွေကိုလည်းစားတောက်တတ်ကြပါတယ်ဒါပေမဲ့သူတို့တွေဟာကိုမိုဒိုနဂါးရီလိုမျိုးအမြဲတမ်းအမဲလိုက်တဲ့တဲ့တွေတော့မဟုတ်ပါဘူးနော်ဂီလာဖွံ့ တ်တွေရသူတို့ဘဝရဲ့အချိန်90ရာခိုင်နှုန်းကိုမြည်အောင်တဲ့ကြောက်တုံးကြောက်ဆိုင်တွေကြားထဲမှာသာကုံဆုံးကြတာပါ။၆တွေ့ရာသီဖြစ်တဲ့နွေရာသီနဲ့နွေဦးနဲ့နွေရာသီအစောပိုင်းတွေမှာတွေ့ရတတ်ပြီးတော့မနက်ပိုင်းမှာသာအပြင်ထွက်ပြီးတော့ကြက်စားကြပါတယ်။သူတို့ရဲ့အမိမှာအစီရေကိုတူလောင်ထားနိုင်တဲ့အတွက်တားကောင်၃လေးကောင်ခန့်ကိုစားတော့ပြီးရင်တော့တရာသီလုံးမစားတော့ဘဲနဲ့နေနိုင်ပါရဲ့ရှင်။ပယွန်စားကောင်ကြီး ။တရားစားကောင်ဂျီရီယာဆိုရင်တော့ဗဟိုအမေရိကတိုက်မှာကြံလဲစက်စားကြတာပါ။သူတို့တွေမှာတော်တော်ကိုရှီလျားတဲ့ရှာရီပါရှိပြီးအချင်းနေနေကနှစ်ပေကျော်ပါတယ်။သူတို့ရဲ့ရှာရီမှာစေးကတ်တဲ့ဒရွေးတွေပါရှိရာကြောင့်တရားစိမ့်တဲ့ခြားကောင်တွေကိုဖမ်းယူစားတောက်တဲ့နေရာမှာလွေကူကြတာပါ။သွေးနှွေးနိုးတိုက်တတဝါဖြစ်နေပြီးတော့မိုင်းမာကော့ဖီဂျဒီနဲ့ Cyclo Victory ဆိုပြီးတော့နှစ်မျိုးရှိတာပါ။မိုင်းမာကော့ဖီဂျဒီရီယာဆိုရင်တော့ ဆိုက်ကလိုဖစ်ဒီတွေထက်အရွယ်စားကြီးမားတဲ့အတွက်ပျော်စားကောင်ကြီးဖြစ်နေလို့သိများကြပါတယ်။ပျော်စားကောင်တွေကအနည်းဆုံးလို့လူသိများတဲ့ slot ကောင်တွေရဲ့မျိုးနွယ်ထဲမှာပါဝင်ပါတယ်။တက်တောင်ကတက်တောင်ကတွေကိုကဘာတလားမှတွေ့ရကြပါတယ်။တက်ပင်တွေကိုတတောက်တောက်ခောက်ပြီးတော့အစာရှာကြတဲ့အတွက်တက်တောင်ကဆိုတဲ့နာမည်ဖြစ်လာတာပါ။ကျမတို့ရဲ့ကဘာမှာတော့တက်တောင်ကမျိုးစိတ်ပေါင်းအများပြားရှိကြပါတယ်။မြန်မာနိုင်ငံမှာလည်းအများပြားရှိကြတာပါ။တက်တောင်ကတွေရှိနေကြပြီးအများစုကတော့ တက်တောက်ကြားတက်တောက်နီတက်တောက်နန်းနဲ့တက်တောက်ကုတ်ဝါတက်တောက်ကုတ်ဝါတွေဖြစ်ကြပါတယ်တက်တောက်ငတ်တွေမှာရှေလျားလာတဲ့ရှာရီရှိကြပြီးသူတို့ရဲ့ဥကောင်းတွဲမှာရစ်ခွေနေကြတာဖြစ်ပါတယ်သူတို့တွေကဒီရှာရီကိုအသုံးပြုပြီးတော့တက်ပင်နဲ့တက်ခေါင်းတွဲမှာရှိတဲ့ပိုးကောင်လေးတွေကိုဖမ်းယူစားတောက်ကြတာဖြစ်ပါတယ်သူတို့ရဲ့ရှာရီကသူတို့ရဲ့ခေါင်းတွေထက်နှစ်စားကနေသုံးစားထိပိုပြီးတော့ရှေကြတာပါဒီရှာရီမှာဆေးကတ်တဲ့ဒရွေးတွေပါဝင်နေတဲ့အတွက်ပိုးကောင်လေးတွေကိုဖမ်းယူတဲ့နေရာမှာပိုပြီးတော့လွယ်ကူစေပါတယ်ရှင်ဘဲသူဖြန်သူ ဩစတြေးလျဌာနေကောင်ဖြစ်တဲ့ဘဲတူဖြန်တူရီယာဆိုရင်တော့သူတို့ရဲ့ထူးခြားတဲ့ပုံစံကြောင့်လူစိတ်ဝင်စားမှုရရှိကြပါတယ်ဘဲနှုတ်သည်ရေရက်ဖြန်ခန္ဓာကိုယ်ပုံစံနဲ့အမွှေးတွေပါရှိကြပြီးတော့ကုန်းနေရင်းနေတတ္တဝါမျိုးစိတ်တွေပဲဖြစ်ပါတယ်။ဘဲတူဖြန်တူတွေရဲ့ထူးခြားတဲ့အချက်ကတော့ဥဥကြတဲ့ကောင်ဖြစ်ပေမဲ့နိုးတိုက်တတ္တဝါတွေဖြစ်နေတာပါ။သူတို့တွေမှာရှည်လျားတဲ့ရှာတွေပါရှိနေပါသေးတယ်။ဘဲတူဖြန်တို့ကောင်တွေရဆိုရင်တော့သူတို့ရဲ့ရှာတွေကိုခရလမတိအရှိထုံနိုင်ကြတာပါ။ နှုတ်သီးအသုံးပြုပြီးတော့အစာရှာကြပေမယ့်ရန်ဖန်ရန်ခါမှာတော့သူတို့ရဲ့ရှာတွေကိုစံထုတ်ပြီးတားကောင်တွေကိုဖန်ယူစားတောင်းကြပါရစေ။ဒါပြင်သူတို့ရဲ့ရှာတွေဟာတားကောင်တွေရဲ့လှုပ်ရှားမှုတွေကိုပါသိရှိစေနိုင်တာပါ။သူတို့ရဲ့အမွေတွေကိုအဝယ်အစားတွေအတွက်အသုံးပြုကြတဲ့အတွက်ဘဲတို့ဖြန်တို့ကောင်တွေဟာမျိုးတုံးနိုင်ခြင်းရှိနေပါရဲ့ရှင်။ကျဲနှာခေါင်းပွေး ွေးမျိုးစိတ်တွေအများကြီးတရားမှာကျဲနှကောင်းပွေးတွေကိုမြောက်အမေရိကတိုင်းမှာတွေ့နိုင်ပါတယ်။သူတို့တွေကအမြင်အာရုံမကောင်းကြတာကြောင့်သူတို့ရဲ့နှကောင်းတွေကိုအသုံးပြုပြီးတော့အန်ဒီယန်နဲ့အစားအသောက်တွေကိုရှာဖွေကြတာပါ။ကျဲနှကောင်းပွေးတွေဟာဆိုရင်တော့မြေအောက်တတဝါးတွေထဲမှာတုံ့ပြန်နိုင်စွမ်းရည်အမြင့်ဆုံးရှိကြတဲ့တတဝါးတွေပါ။မှောင်မဲနေတဲ့မြေတွင်းထဲမှာတွေမှာကပဲနဲ့ရေထဲမှာပါသူတို့ရဲ့ရှာတဲ့နှကောင်းတွေကိုအသုံးပြုပြီးရှာဖွေစားတောက်ကြပါတယ်။သူတို့ရဲ့အဓိကအစားအစာကတော့တီကောင်းတွေဖြစ်နေပြီးရေနေတတဝါးငယ်လေးတွေနဲ့အင်းဆက်ပိုးတွေပါ။အရန်ရှည်လျားတဲ့ရှာတွေမဟုတ် ပေမဲ့လို့မြင်နိုင်စွမ်းနေတဲ့သူတို့အတွက်တော့သူတို့ကိုအတော်ဝင်ပါတယ်သူတို့တွေကမြေအောက်တွေမှာအများဆုံးနေထိုင်တတ်ကြပြီးတော့နှာခေါင်းနဲ့အနံ့ခံကြတာတားကောင်တွေကိုရှာဖွေစားတောက်ကြပါတယ်ဒါအပြင်မြေကြီးထဲနေမကဘဲနဲ့ရေအောက်မှာပါအနံ့ခံနိုင်တာပါရေထဲမှာတော့သူတို့တွေဟာရေပူပေါင်းလေးတွေကိုပြုတ်လုပြီးတော့ဒီရေပူပေါင်းလေးတွေနဲ့အနံ့ခံကြတာဖြစ်ပါတယ်ဒါနဲ့မကသေးဘဲနဲ့ကျဲနှာခေါင်းပွေးတွေနဲ့ လှုပ်ရှားမှုနဲ့အာယုံခံစနစ်တွေအားဆိုရင်တော့ကျမတို့လူသားတွေရဲ့အုံနောက်လှုပ်ဆောင်ချက်တွေကိုလေ့လာရနေရမှာအထောက်အကူဖြစ်စေပါတယ်။ဒါပေမဲ့ကျန်းနှကောင်းပွေးတွေဟာလူသားတွေစိုက်ပျိုးထားတဲ့လေယာဉ်တွေထဲမှာဖျက်ဆီးမှုတွေကိုလုံတက်ကြပါရဲ့ရှင်။ဥကြိုပါတဲ့ပုံတင် ။ဦးကျော်ပါတဲ့ပုံတံတွေရဆိုရင်တော့မြောက်အမေရိကတိုင်ရဲ့ကန္နာယလွင်ပြင်တွေမှာကျန်လေကျစားကြတဲ့ပုံတံမျိုးစားဖြစ်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်နဲ့ခေါင်းတွေမှာပါရှိတဲ့အရေးပြားအချိန်အတက်တွေကြောင့်ဦးကျော်တွေပါတဲ့ပုံတံလို့ခေါ်ကြတာပါ။ဒါပေမဲ့သူတို့တွေရဲ့ဖပြုံးနေတူတဲ့ခန္ဓာကိုယ်ကြောင့်ဦးကျော်ပါဖပြုံးလို့လည်းခေါ်တတ်ကြပါသေးတယ်။သူတို့ဟာသူတို့ရဲ့ရှာတွေကိုခန္ဓာကိုယ်ရဲ့တစ်စိတ်ခွဲခန့်အထိအရှိရအောင်လို့ဆွဲဆန့်ထုံနိုင်ပါတယ်။တားကောင်နဲ့မဝေးဘူးဆိုရင်တော့အရှိတလမ်းမအထိတာထုတ်တတ်ကြပြီးဝေးလို့မယ်ဆိုရင်တော့ခက်ရှည်ရှည်ထုတ်တတ်ကြပါတယ်။ဒီပုံတံမျိုးတွေကိုအမေရိက ကတိုက်မှာတော့ကန္နာယဒေသတွေမှာအများဆုံးတွေ့ရပြီးအိမ်မွေးတိရစ္ဆာန်တွေအနေနဲ့လည်းမွေးတက်ကြပါဗျ။ ဒီပုတ်တင်တွေရဲ့ရန်သူကာကွယ်နိုင်စွမ်းနေရာဆိုရင်လည်းတတော်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။သူတို့တွေကအမဲလိုက်ခင်ရတဲ့အခါမှာခန္ဓာကိုယ်ကိုပုံမှန်ထပ်ပိုကြည့်အောင်လို့ပြုလုပ်တတ်ကြပါတယ်။ဒါပြင်မျက်လုံးကနေလည်းသွေးတွေကိုပန်းထုတ်နိုင်ကြတာပါ။ဥကျိုပါတဲ့ပုတ်တင်တွေကိုအိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့မွေးမြူကြပေးမယ်။မျိုးတုံးမှုအန်ဒီဟာလည်းရှိနေပါသေးတယ်။မြောက်အမေရိကကိုရောက်ရှိလာတဲ့မျိုးရင်းမဟုတ်တဲ့အပင်တွေနဲ့တိရစ္ဆာန်တွေကြောင့်ဒီပုတ်တင်တွေရဲ့အကောင်ကြီးဟာတဖြည်းဖြည်းနဲ့လျော်လင်းလာနေပါပြီ။ တောင်အမေရိကတိုက်ကနေရောက်ရှိလာပြီးကျိုးကြော်မျိုးစိတ်ဖြစ်တဲ့ပရွယ်စိတ်နီးမီးပရွက်တွေအားဆိုရင်တော့မြောက်အမေရိကတိုက်ကအင်းဆက်စာတော်ရင်တရိတ်ဆန်တွေအတွက်အဓိကအန္တရာယ်ကြီးဖြစ်နေပါတယ်ဒီပရွယ်စိတ်တွေအားဆိုရင်တော့မြောက်အမေရိကဌာနေအင်းဆက်တွေကိုစားသုံးကြတာပေါ့ဒီအတွက်ကြောင့်ဥကျိုပါပုံတင်တွေရဲ့အစားအသောက်ဟာလေတဖြည်းဖြည်းနဲ့ရှားပါလာရတာပေါ့မီးပရွယ်စိတ်တွေကိုတော့ဥကျိုပါပုံတင်တွေကမစားကြပါဘူးတဲ့ရှင်ဖို့ ဖော့တွေကိုအာရှအာဖရိကနဲ့ဩစတြေးလျတိုက်တို့မှာတွေ့ရနိုင်ပါတယ်မျိုးစိတ်ပေါင်းအများအများရှိကြပြီးတော့အကြီးဆုံးမျိုးစိတ်ကတော့ရေဖော့တွေပါရေဖော့တွေရာဆိုရင်တော့ဆက်ဆောင်လမ်းမအထိအရှိရှိနိုင်ပါတယ်ရေဖော့တွေရာကိုမိုဒိုနဂါအကောင်ကြီးတွေပြီးရင်တော့ဒုတိယကြီးဆုံးဖော့မျိုးတွေဖြစ်ပါတယ်တက်တန်းနေနေရတော့၁၇နှစ်ကနေ၂၅နှစ်ထိရှိကြတာပါသူတို့တွေရာလဲကိုမိုဒိုနဂါတွေလိုပဲနေထိုင်ကြတဲ့အကောင်တွေပါသူတို့ရဲ့ရှာရီယာလဲရှေ့လျကြပြီးတားကောင်တွေကိုအနံ့ခံတဲ့နေရာမှာတုံးကြပါတယ်ဒါပေမဲ့ဖော့မျိုးစိတ်တွေရာတော့အင်မတန်ကိုအရှက်ကြောက်ကြီးကြပြီးတော့အမဲလိုက်မှုကိုလည်းအမြဲ န်းခံရကြပါတယ်။ဖော်တွေကိုအဓိကအနေနဲ့သင်္ကန်းနဲ့တောကြီးမွေဟောက်တရားမဲလိုက်ကြတာပါ။ဒါအပြင်လူသားတွေကလည်းထောင်ချောင်းဆင်ဖန်းစည်းမှုတွေကိုလုံဆောင်တတ်ကြပါသေးတယ်ရှင်။ဝင်ပုံငှက်ဝိရီစုပ်လင်းတို့လင်းတို့မျိုးစိတ်အများပြားတဲ့ကဒီလင်းတို့တွေကိုတအမေရိကတိုက်မှာတွေ့နိုင်ပါတယ်2005ခုနှစ်မှသာစတင် ဖော်ထုတ်နိုင်တဲ့မျိုးစိတ်ဖြစ်နေပြီးတော့ ဒေလန်နိုရီရဲ့အကြောင်းတွေကိုမြင်များစားစားမသိရသေးပါဘူးရှင်။ဒေလန်နိုရီဟာဆိုရင်တော့သူတို့ရဲ့ရှာတွေကိုအသုံးပြုပြီးတော့စားတောက်ကြပါတယ်။သူတို့ရဲ့ရှာတွေကိုပုံမှန်အနေနဲ့ဆိုရင်တော့သုံးလမ်းမခန့်သာထုတ်သုံးကြပါမိမယ်။တကယ်အရှိရာတော့သူတို့ရဲ့ခန္ဓာကိုယ်ရဲ့သုံးစားလောက်ရှိနေကြတာပါ။တတော်ကိုရှိတဲ့ရှာကိုပိုင်ဆိုင်ထားကြပြီးပြည့်ရစားကောင်းတွေနီးတူအင်းဆက်တွေကိုလည်းစားတောက်ကြပါသေးတယ်ရှင်။ပုတ်တင်ညို့ ပေါတဲ့ညိုတွေကကျမတို့ရဲ့အနည်းတဝိုင်းမှာသာရှိတတ်ကြတဲ့အတွက်ကျမတို့တွေအမြဲမြင်တွေ့နေရတဲ့အကောင်းလေးဖြစ်ပါတယ်။ကမ္ဘာတစ်ဝန်းလုံးမှာပေါတဲ့ညိုမျိုးစိတ်ပေါင်း200ကျော်ရှိနေပြီးတချို့မျိုးစိတ်တွေကသာအယောင်ပြောင်းနိုင်ကြတာပါ။ပေါတဲ့ညိုတွေရဲ့ထင်ရှားတဲ့လက္ခဏာတွေကတော့သူတို့ရဲ့ရှာတွေပါ။ရှည်လျားတဲ့ရှာတွေရှိနေပြီးတော့အင်းစက်နဲ့တခြားပိုးမွားလေးတွေကိုဖမ်းယူစားတော့ကြပါတယ်။ သူတို့ရဲ့ရှာရီမှာဆေးကတဲ့တတွေတွေပါရှိတဲ့အတွက်သားကောင်တွေကိုဖမ်းဆီးတဲ့နေရာမှာလွှဲကူစီတာပါ။ဒါအပြင်သူတို့ရဲ့မျက်လုံးတွေကလည်းတလုံးချင်းစီလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ကြပါရည်။ဒလုံးလှုပ်ရှားနိုင်ကြတာကြောင့်တုံ့ပြန်နိုင်စွဲမြင့်တဲ့ရင်ကောင်လိုအင်းဆက်တွေကိုအလွယ်တကူဖမ်းယူနိုင်ကြပါရည်။ပုတ်တဲ့ညိုတွေရဲ့စွမ်းရည်ကတော့ဒါရင်မဟုတ်ပါဘူးရှင်။အယောင်ပြောင်းတတ်ကြတဲ့သဘာဝကိုလည်းထည့်ပြောရမှာပါ။ပုတ်တဲ့ညိုတွေရဲ့အယောင်ပြောင်းနိုင်စွမ်းကတော့သူတို့ရဲ့ခန္ဓာကိုယ်မှာရှိကြတဲ့အယောင် cell cells တွေဖြစ်တဲ့ melanophore cells တွေပဲဖြစ်လာတာဖြစ်ပါရည်ရှင်။ သင်းခွေချက်သင်းခွေကြတွေရဆွေးနော်အခြေခွန်နေပါရှိရအကောင်တွေဖြစ်နေပြီးတောင်အာရှဒေတာနဲ့အာဖရိကဒေတာတွေမှာနေထိုင်ကြစားကြတာပေါ့သင်းခွေကြတွေရအမေရိကတိုက်မှာတွေ့ရတဲ့40ဒေါ်တာမျိုးနွယ်ဖြစ်တဲ့ညောင်ပြင်း slot ကောင်ပျွတ်စားကောင်နဲ့ armadillo ကောင်တွေလိုမျိုးသွားမပါကြတာချင်းတွေ့ကြပါတယ် ဒါပေမဲ့တင်းခွေချက်တွေကတော့ Manatees မျိုးနွယ်ဝင်တွေဖြစ်တာပါ။တင်းခွေချက်တွေရဲ့ရှာဟာတတော်ကိုရှိကြပြီးတော့ရှာရင်ဟာတခြားသက်ရှိတွေလိုမျိုးပါးစပ်မှာရှိနေတာမဟုတ်ပါဘူးရှင်။သူတို့ရဲ့ရှာရင်ကဝမ်းတွင်ပိုင်းကနံရိုးနောက်ဖက်မှာရှိနေကြတာပါ။သူတို့ရဲ့ရှာကိုအသုံးပြုတဲ့အချိန်မှာတော့ရှာဟာဝမ်းတွင်ပိုင်းမှာခွေနေပါတယ်။တင်းခွေချက်တွေရာဆိုရင်တော့သူတို့ရဲ့ရှာတွေကိုအစာစားသောက်ဖို့အတွက်အသုံးပြုကြပြီးအရှိရာတော့သူတို့ရဲ့ခန္ဓာကိုယ်လောက်ရှိတာပါ။ တင်းခွေချက်တွေရဲ့အစားအစာကတော့ပရွယ်စိမ့်နဲ့ခြားလို့လို့အင်းစပူကောင်လေးတွေဖြစ်ပါတယ်။တင်းခွေချက်တွေရောသူတို့ရဲ့ရှာထက်အကျေးကုန်တွေပို့ပြီးတော့တည်ကြပါတယ်။ဒီအကျေးကုန်တွေရာဆိုရင်တော့ခန္ဓာကိုယ်အပြင်ပိုင်းမှာဖုံးထားပြီးပြင်ပအန်ဒီရီကိုကာကွယ်ဖို့အတွက်အသုံးပြုကြတာပါ။အန်ဒီရဲ့ကြုံတွေ့ချိန်မှာတင်းခွေချက်တွေဟာသူတို့ရဲ့ခန္ဓာကိုယ်ကိုဘောလုံးတွေလိုမျိုးလုံးပတ်ပြစ်လိုက်ကြတာပါ။ဒီအလုံးကိုတာမန်အားနဲ့ခွာလို့မရကြပါဘူးရှင်။အရှိတောင်အာရှဒေတာကတင်းခွေချက်တွေဟာနေ့ချိန်ထက်ညချိန်မှသာကျဆင်းကြပါတယ်။တင်းခွေချက်အမရီရဲ့ကလေးစ ောင်ရှောက်ပေးမှုပုံစံဟာဆိုရင်တော့တတော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။သူတို့တွေကကလေးတွေကို အမိဘုံမှာကလန့်ဖြတ်တင်ထားကြပြီးအန်ရီရဲ့ကြုံတွေ့လာပြီးဆိုရင်တော့အမိကိုခန္ဓာကိုယ်နဲ့လုံးထွေးစေပါတယ်။ဒီစည်းစနစ်ကြောင့်အမိဘုံဟာတာပေါက်တွေရလေမိခင်ရဲ့ရင်ဝင်စီကိုတခါတည်းရောက်သွားကြတာပေါ့။အကျေကုန်အတွက်ဖန်ဆီးမှုတွေကြောင့်တင်းခွေချက်တွေရလက်ရှိမှာဆိုရင်တော့အကောင်ရေရှားပါမှုတွေကိုရင်ဆိုင်လာပါပြီ။ဒါအပြင်ဖန်ဆီးစားသောက်မှုတွေကြောင့်လည်းရှားပါလာပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်းတွေ့ရှိရပေမဲ့လို့တတော်ကုန်ရှားပါကြတာပါကာကွယ်မှုနဲ့ထိမ့်သိမ်းစောင့်ရှောက်မှုတွေလုံဆောင်နေကြပေမဲ့ထိရောက်မှုမရှိရတော့မသိရပါဘူးရှင်မြေဝက်မြေဝတ်တွေအားဆွေးနွေးအာဖရိကတိုင်းမှာနေထိုင်ကြပြီးညချိန်မှသာစက်စားကြတဲ့노တိုက်တတဝါတွေဖြစ်ပါတယ်။မြေဝတ်တွေကိုပြည့်ရစားဝတ်ဝင်ထားမှမဟုတ်ပြည့်ရစားခောင်းနေလို့လည်းခေါ်ကြပါသေးတယ်။မြေဝတ်တွေရဲ့နှာခေါင်းတွေရာရှည်လျားကြသလိုသူတို့ရဲ့ရှာလည်းရှည်ကြပါတယ်။မြေဝတ်တွေရဲ့နှာခေါင်းဟာအနိုင်ငံအလွန်ကောင်းမွန်ကြပြီးဒီနှာခေါင်းတွေနဲ့ပဲအစာအသောက်ရှာဖွေကြတာပါ သူတို့တွေကလည်းပျွယ်စိတ်နဲ့ခြောက်ကောင်တွေကိုအဓိကစားသုံးကြပါတယ်။မြေဝက်တွေကတညထဲမှာပျွယ်စိတ်အကောင်ရေ6တန်းကိုစားနိုင်ကြပါတယ်။နှာခေါင်းတွေကရှည်လျားပြီးတော့ကြီးမားကြတဲ့အတွက်ပျွယ်စိတ်တွေဝင်မရအောင်လို့ပိတ်ထားလိုက်ရပါတယ်။တွင်တူးနေထိုင်တဲ့တတ္တဝါတွေဖြစ်ကြပြီးတော့တစ်ကောင်ထဲတာနေထိုင်တတ်ကြတာပါ။မိလက်ရာသီမှာဆိုရင်တော့မြေဝက်တွေကိုနှာခေါင်းတွဲမြင်နိုင်ပါတယ်။မြေဝက်တွေဟာဆိုရင်တော့အာဖရိကဒေသမှာရှိတဲ့ရိုးရာကိုးကွယ်ယုံကြည်မှုတွေမှာပါဝင်ကြပါတယ်။မြေဝက်အကောင်ရဲ့အစိတ်ပိုင်းတွေဟာမမြင်နိုင်တဲ့စွမ်းရင်တွေနဲ့ပီယာဓာတ်တွေကိုရစေရလို့ယုံကြည်ကြတာပါ။ လှုပ်ရှားမှုနှေးကွေးကြပေမဲ့လို့နားပါကြတဲ့အကောင်တွေဖြစ်ပါရဲ့ရှင်။ဩကာဘီ ။ဩဂါဘီအကောင်တွေရဆိုရင်တော့တို့ရဲ့မတူ꽌ပြတဲ့ပုံစံကြောင့်ထူးခြားကြပါတယ်။တက္ကလအုံနဲ့လည်းတူကြတာပါ။ညင်းချနေပါတူနေကြပါသေးတယ်။ဒါကြောင့်ဒီကောင်တွေကိုတက္ကလအုံညင်းချတွေလို့လည်းခေါ်ကြပါသေးတယ်။ဒီကောင်တွေတော့ကွန်ကိုနိုင်ငံမှာသဘာဝအတိုင်းတွေ့နိုင်ပါတယ်နော်။လက်ရှိချိန်မှာဆိုရင်တော့ဩဂါဘီအကောင်တွေဟာထိန်းချမှုတွေနဲ့ကြုံနေရပါတယ်။ဩဂါပီရီရဲ့ရှာကတတော်ကိုရှေ့လျားကြပြီးတော့ဆက်ရှင်လမခန့်ကိုရှေ့ကြတာပါသူတို့ရဲ့ရှာရီယာတတော်ကိုရှေ့ကြရတဲ့အတွက်နရွက်ကိုယ်တော်မှာလှမ်းမိကြတယ်လို့ဆိုကြပါတယ်ဒီရှာရီကိုအသုံးပြုပြီးတော့တိရွက်နဲ့တက်သီးတွေကိုခူ စုစားတောင်းကြပါရယ်သူတို့စားတောင်းကြတဲ့တရွက်တွေကအမျိုးစားပေါင်း100ခန့်အားဆိုရင်တော့လူနဲ့တခြားသက်ရှိတွေအတွက်အစိတ်ဖြစ်စေနိုင်တဲ့အရွက်တွေပဲဖြစ်ပါရယ်ရှင်တူကန်းက တူကန်ငှက်တွေရောရုပ်ရှင်တွေကတ်တုန်းတွေထဲမှာမကြာခဏမြင်တွေ့နိုင်ပါတယ်တူကန်ငှက်တွေရဲ့တခြားငှက်တွေနဲ့မတူညီတဲ့ပုံစံကတော့သူတို့ရဲ့နှုတ်သီးတွေပဲဖြစ်ပါတယ်ရှေလျာဘေးကြီးမှာတဲ့နှုတ်သီးတွေပါရှိကြပြီးသူတို့ရဲ့ရှာရီယာလည်းနှုတ်သီးလိုပဲရှိကြတာပါဒါပေမဲ့သူတို့ရဲ့ရှာရီယာတော့ရှိကြပေမဲ့တတော်ကိုသိကြပါတယ်တူကန်ငှက်တွေကိုတောင်အမေရိကတိုက်ကအမေဆုံဒေသမှာအများပြတွေ့ရပါတယ်ရွှေပါလွယ်ကြတဲ့ငှက်တွေဖြစ်နေပြီးလူရီရဲ့လိမ္မော်ဂျန်တွေစီကိုအစားအသောက်အတွက်လာရောက်တတ်ကြပါတယ်တူကန်ငှက်တွေရဲ့အတန်ကတော့တာယာရဲ့အထဲမှာပါပါဝင်ကြ ါဘူးနော်။အုပ်စုဖွဲ့နေထိုင်တတ်ကြပြီးလင်းလင်းမြန်မြန်လှုပ်ရှားနိုင်စွာမရှိကြပါဘူးရှင်။တက္ကလအုပ်တက္ကလောက်တွေရောကျမတို့တွေတည်ကြပေမဲ့သူတို့ရဲ့ရှာရောကျမတို့တွေမတည်ကြပါအောင်နော်တက္ကလောက်တွေကလေပင်ရှည်ကြသလိုရှည်လျားတဲ့ရှာတွေပါရှည်ကြတာပါဒီရှာတွေရောအရွက်နဲ့အသေးတွေကိုခူးစွန်စားသောက်ဖို့အတွက်သုံးကြပါတယ်သူတို့ရဲ့ရှာတွေက၁၈လမ်းမကနေလမ်းမ၂၀အထိရှည်ကြတာပါ တက္ကလောတွေဟာထနောင်းပင်မျိုးတွေနဲ့နန်းလုံးကြိုင်ပင်တွေကိုစိုးရှိတဲ့အပင်တွေနဲ့အရွက်တွေကိုသာစားကြပါတယ်တက္ကလောတွေကတော်တော်ကိုရင်ပါးစားတဲ့အကောင်တွေဖြစ်နေပြီးရန်လုံးမှုမရှိသလောက်ကိုနေကြပါတယ်ဒါပေမဲ့တစ်ခါတရံမှာဆွေတော်မိလိုက်ရာသီတွေမှာအချင်းချင်းတိုက်ခိုက်တတ်ကြတာပါတက္ကလောတွေဟာဆွေတော်တခြားတရိတ်ဆန်တွေလိုမျိုးအော်မြည်ကြတာတွေမရှိကြတဲ့အတွက်အတန်မထွက်ကြတဲ့အကောင်တွေလို့တော့ယူဆထားကြပါတယ်လက်တွေမှာတော့တက္ကလောတွေဟာအတန်ထွက်ကြပါတယ်ဒါပေမဲ့အတန်တိုးကြပါတယ်ရှင်ကြံ့သူတော့ ကျန်းသူတော်တွေအားဆိုရင်တော့အဆွဲမပါကြတဲ့ကျန်းအွယ်ဝင်တွေဖြစ်ပါတယ်။အသီးဝက်စားတတဝါဖြစ်ကြပြီးတော့ကျန်းထက်ဝမ်းနဲ့ပိုးပြီးတော့တူကြတာပါ။ဒါအပြင်သူတို့ရဲ့ခန္ဓာကိုယ်မှာနှမောင်းတို့အစိပ်ပိုင်းတွေလည်းပါရှိနေပါတယ်။ကျန်းသူတော်တွေမှာဆိုရင်လည်းရှေလျားတဲ့ရှာတွေရှိနေပါတယ်။ဒီရှာတွေနဲ့ပဲအသီးဝက်တွေကိုခိုးဆုပ်ပြီးတော့စားကြတာပါ။ ကျန်သူတော်ရီယာဆိုရင်တော့အရှိတောင်အာရှဘဟုအမေရိကနဲ့တောင်အမေရိကတိုက်တွေမှာနေထိုင်ကြပါတယ်။ကျန်သူတော်ရီယာရှေးကြားရဲ့တရိတ်ဆန်မျိုးစိတ်ဖြစ်နေပြီးစင်ကဲပြောင်းလဲမှုဖြစ်စဉ်မရှိသလောက်ကိုနေပါတယ်။ဒီကောင်ရီယာလွန်ခဲ့တဲ့နှစ်ဆယ်တန်းကလေးကတည်ရှိခဲ့ကြပြီးရေခဲခင်မှာပါရှန်တန်ခဲ့ကြပုံရတယ်လို့ပညာရှင်တွေကယူဆထားကြတာပါ။ ကုန်းမြေပေါ်အဓိကစက်စားကြပြီးရေကူးလည်းကျွမ်းကျင်ကြပါတယ်။ဒါအပြင်ကြံသူတော်တွေဟာရေအောက်မှာပါလမ်းရှောင်းနိုင်ကြပါသေးတယ်။ရံလုံးမှုမရှိဘဲနဲ့အေးအေးဆေးဆေးနေထိုင်တတ်တဲ့အကောင်လေးတွေပါ။ဒါပေမဲ့သူတို့ရဲ့အသက်အန္တရာယ်နဲ့အကောင်ပေါက်လေးတွေရဲ့အသက်အန္တရာယ်ကျုံလာမယ်ဆိုရင်တော့တံပြန်ခုခံတတ်ကြပါရဲ့ရှင်။အာမာဒီလို့ အာမဂျီလိုအကောင်လေးတွေရာဆိုရင်တော့တင်းခွေချက်နဲ့တူညီကြရလို့အများကထပ်မတ်ထားကြတာပါဒါပေမဲ့ဒီကောင်လေးတွေဟာတင်းခွေချက်တွေနဲ့မျိုးရိုးရာမတူညီကြပါဘူးရှင်အင်းဆက်ပိုးကောင်တွေကိုအဓိကစားတောက်တဲ့အတွက်သူတို့ရဲ့ရှာရီယာလည်းရှည်လျားကြပါတယ်သူတို့ရဲ့ရှာရီကဆက်ရှလမထိရှည်ကြတာပါအာမဂျီလိုကောင်တွေရာဆိုရင်တော့အန်ဒီယန်နဲ့ကြုံတွေ့လာရပြီဆိုရင်တင်းခွေချက်တွေလုံးလုံးထွေးပြီးတော့နေကြပါတယ်တင်းခွေချက်နဲ့မတူညီကြတာကတော့ဒီကောင်တွေမှာပါရှိနေတဲ့အခွန်ဟာတင်းခွေချက်တွေမှာပါရှိတဲ့အကျိုးခွန်တွေလို့မဟုတ်ကြပါဘူးတင်းခွေချက်တွေမှာပါ ှိတဲ့အကြေးကိုဟာတခုနဲ့တခုချိတ်ဆက်ပြီးတော့ထပ်ထားတာဖြစ်နေပြီးအာမာဒီလိုတွေမှာတော့ဒီလိုအကြေးကိုနေမို့ပဲအယိုးတဏ္ဍာအခေါ်နေဖြစ်ပါတယ်။ဒါအပြင်အာမာဒီလိုအကောင့်တွေဟာအန်ဒီရဲ့ဂျုံတွေးလာခဲ့မယ်ဆိုရင်တော့လုံးထွေးနေကြခြင်းရှားပါတယ်။အကြောင်းကတော့သူတို့ရဲ့အခွန်ဟာတင်းခွေချက်တွေရဲ့အကြေးကိုထပ်ပို့ပြီးတော့ခိုင်မာတတ်ကြလို့ပါပဲ။ ဒီကနေ့ထောက်မြမာကနေတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကတော့ရှေ့လျားတဲ့ရှာတွေရှိကြတဲ့အကောင်လေးတွေအကြောင်းကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။နောက်တစ်ခေါက်ထိပ်မှာဆိုရင်လည်းတခြားတခြားသောဗဟုသုတရပွဲစိတ်ဝင်စားပွဲအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးပါအောင်မယ်။ဆက်လက်ချက်ကအားပေးကြပါအောင်လို့ပြောကြရင်လည်းနှုတ်ဆက်ပါရစေရှင်။ Bye bye ။